မင်္ဂလာပါ Red Manchester Channel ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။ဒီဗီဒီယိုမှာတော့စိတ်ဝင်စားစရာကောင်းတဲ့နေ့စဉ်ကျွန်တော်တို့ကလပ်တင်ရဲ့သတင်းတွေထဲကနေပြီးတော့သတင်းငါးဖို့လောက်ကိုရွေးချယ်ပြီးတော့ကျွန်တော်ပြောပြချင်ပါတယ်။ပထမဦးဆုံးသတင်းအနေနဲ့ဒေဆန်းမှာဖော်ပြထားတဲ့သတင်းတစ်ခုကိုကျွန်တော်ပြောချင်ပါတယ်။ဒါကပါလဲဆိုတော့ပြီးခဲ့တဲ့ရာသီမှာဥရောပဝင်ခွင့်မရခဲ့လို့ဝင်ငွေတွေများစွာဆုံးရှုံးခဲ့ပေမဲ့လည်းဒါရာသီကြိုးခြေဆမ်းပွဲစဉ်တွေအဖြစ်နဲ့မလေးရှားနဲ့ဟောင်ကောင်မှာကစားခဲ့တဲ့ပွဲစဉ်တွေကနေပြီးတော့ကလပ်တင်က ပေါင်၁၀တန်းဝန်းကျင်အထိဝင်ငွေရှာနိုင်ခဲ့တယ်လို့ဒါလာမယ့်ရက်သက်တစ်ပတ်အတွင်းမှာလည်းအရှိလဲပိုင်းဒေတာဖြစ်တဲ့ sorry မှာကလပ်အင်းအနေနဲ့ခြေစမ်းပွဲတွေတွားပြီးတော့ကစားဖို့ရှိလာနိုင်တယ်လို့ဖော်ပြထားတာကိုကျွန်တော်တို့ကတွေ့ရပါတယ်။ဒီသတင်းကဒေဆန်းကဖော်ပြထားတာဖြစ်တဲ့အတွက်တရားရဂိုင်လုံးယုံကြည်လို့တော့မရဘူး။သို့ပေမဲ့လည်းဒါကဖြစ်လာနိုင်ခြေလည်းရှိတယ်။ကျွန်တော်တို့ကလပ်အင်းကဒီရသည်မှာပွဲစဉ်ကတော်တော်လေးကိုဒါကျဲတယ်ပေါ့နော်။တစ်ဘက်ကိုပုံမှန်တပွဲလောက်ပဲကစားရတယ်။ဒီကြားထဲမှာလည်းဒါ international ပွဲစဉ်တွေအတွက်လည်းနားရတဲ့အခြေအနေမျိုးတွေမှာကလပ်အသင်းအနေနဲ့ကစားသမားလေးအတွက်ဒီပွဲကစားခွင့်တွေရောကလပ်အသင်းရဲ့ဝင်ငွေရောဒါနှစ်ခုသလုံးအတွက်ဒီ sorry မှာခြေစမ်းပွဲသွားကစားမယ်ဆိုတဲ့သတင်းကဖြစ်လာနိုင်တဲ့သတင်းတစ်ခုဖြစ်တယ်လို့တော့ကျွန်တော်ခန်းစားရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့ကလပ်အသင်းကဒီနောက်ခံလူမာတီနက်ကိုဒဏ်ရာပြဿနာကနေပြန်လဲတက်တာလာတဲ့အတွက်အာဂျင်တီးနားအသင်းနဲ့အတူဒါပူပေါင်းဝင်ကိုခွင့်ပြုလိုက်တယ်ဆိုပြီးတော့ကျွန်တော်တို့သိရတဲ့အနေထားပါ။ဒီသတင်းကိုကျွန်တော်ဖတ်ပြီးတော့ဒီအစာပိုင်းမှာတော့ ဒီ multi net လို့ကျွန်တော်ဆိုရင်မိတာတော့အမှန်ပဲအဲကျွန်တော်တို့ clothing က multi net ကိုဒါမဖြစ်မနေလိုအပ်နေတဲ့အခြေအနေမျိုးလို့ကျွန်တော်ခံစားရတယ်ဒီ multi net center ဘက်မှာပြန်လဲပြီးတော့ကစားနိုင်မယ်ဆိုရင်တော့ကျွန်တော်တို့ဒါ loose shot ကိုဒါ left wing midfielder နေရာမှာကျွန်တော်တို့ဒါပြန်ပြီးတော့သုံးနိုင်တယ်ဒါပေမဲ့လည်း ဒီမာတီနက်ကိုကျွန်တော်တို့ကလပ်အသင်းကပြီးခဲ့တဲ့စပါ့နဲ့ပွဲစဉ်မှာဒဏ်ရာပြဿနာကနေတက်တာအတိတိုင်အောင်အသုံးပြုခဲ့ခြင်းတော့မရှိဘူးဒီလိုနေသားမျိုးမှာကလပ်အသင်းကဒီအာဂျင်တီးနားအသင်းနဲ့အတူပူးပေါင်းခွင့်ကိုခွင့်ပြုလိုက်တယ်အဲဆက်ဆက်တဲ့သတင်းတွေကိုဖတ်ကြည့်လိုက်တော့မာတီနက်နဲ့အတူပဲဒါကလပ်အသင်းကဒီကြံ့ခိုင်ရေးနီးပြတူက အာဂျင်တီးနားအသင်းရဲ့ထွေနေတွေမှာလိုက်ပြီးတော့မာတီနက်ကဲအခြေအနေကိုစောင့်ကြည့်သွားမယ်ဆိုပြီးတော့သိရတယ်ဒါကတော့ဟိုဘယ်လိုပြောမလဲအဆင်ပြေတယ်လို့ခံစားရတယ်ဗျာကျွန်တော်တို့ဒီမာတီနက်ကို အသင်းမှာဆက်ရှိနေရင်လည်းပဲဒီအာဂျင်တီးနားအသင်းနဲ့အတူ ထွေနေတွေခွင့်မပြုခဲ့ဘူးဆိုရင်လာမယ့်ပွဲစဉ်တွေမှာကျွန်တော်တို့ကသူ့ကိုမိနစ်60ပြည့်တန်းပြီးတော့သုံးလို့မရနိုင်ဘူးသို့တော့ကျွန်တော်တို့ကအခုသူ့ကိုနိုင်ငံအသင်းနဲ့တူပူးပေါင်းဖို့ခွင့်ပြုလိုက်တယ်ဒီလိုအနေအထားမျိုးမှာလည်းကလပ်အသင်းကနေပြီးတော့ ဒီကြံ့ခိုင်ရေးအတွက်တာဝန်ရှိသူတူဦးကိုလည်းဒါစောင့်ကြည့်ဖို့အတွက်ထည့်လိုက်တယ်ဆိုတော့ဒါကဟိုမာတီနာတွေလည်းအဆင်ပြေတယ်လို့ကျွန်တော်တို့ကလပ်အသင်းတွေလည်းအဆင်ပြေတယ်နိုင်ငံအသင်းတွေလည်းအဲအဆင်ပြေတယ်ဒါသုံးသုံးဘက်အဆင်ပြေမဲ့ဆုံးဖြတ်ချက်မျိုးဖြစ်တယ်အကယ်၍ဒီဒဏ်ရာပြဿနာကလုံးဝအဆင်ပြေသွားလို့ဒါမဲ့ international ပွဲစဉ်တွေပြီးကလပ်အသင်းတွေနဲ့ပြန်ကစားတဲ့အခြေအနေမျိုးမှာ မာတီနက်ကိုကျွန်တော်တို့အနေနဲ့စောင့်ကြည့်စရာမလိုတော့ဘဲနဲ့မိနစ်60ပြည့်တန်ပြီးတော့သုံးလို့ရမယ့်အခြေအနေမျိုးကိုလည်းကျွန်တော်တို့ဒါတွေ့လာရနိုင်ပါတယ်။ဆက်စကိုနဲ့ပတ်သက်ပြီးတော့ဒီဆိုဗီနီးယားနီးပြားကကျွန်တော်တို့ကလပ်အသင်းကပြီးခဲ့တဲ့စပါနဲ့ပွဲမှာထန်ရရခဲ့တဲ့သူ့ရဲ့ကစားသမားကိုတန်ရရဲ့အခြေအနေတိမ်နဲ့ကိုဒါတရားဝင် ထုတ်ပြန် ဒါမျိုးမရှိဘဲနဲ့နိုင်ငံအသင်းနဲ့ပူးပေါင်းဖို့အတွက်ခွင့်မပြုတဲ့အပေါ်မှာတော့သူ့အနေနဲ့ဒါစိတ်ပြက်မိတယ်လို့ပြောထားတဲ့သတင်းကိုကျွန်တော်တို့ဒါတွေ့ရတယ်။နိဗ္ဗာဖြစ်သူအမော်ရင်းကတော့လက်တလုံးမှာရုန်းကန်နေရတဲ့ဆက်စကိုနဲ့ပတ်သက်ပြီးတော့ဒီကစားသမားကလက်ရှိအချိန်မှာဒါအသက်က22နှစ်ပဲရှိသေးတယ်။ကလပ်အသင်းနဲ့အတူနှစ်ပေါင်းများစွာဆက်ပြီးတော့ရှိမဲ့လူငယ်တိုက်စစ်မှုတစ်ယောက်ဖြစ်တယ်။သူကဒီပရီးမီးယားလိလိုနေရာမှာအသားကြောင်ကြိုးစားနေတယ်။အခုလိုအချိန်ဒီမှာကလပ်အသင်းရဲ့ပေးသက်တွေကကလပ်အသင်းရဲ့ခံဝင်ကစားသမားတွေကသူ့ကို ဝန်ရံပေးဖို့လိုအပ်တယ်။ဒါ့ပြင်မဲ့လည်းဒါပြည်သက်တွေရောဒီကဏ္ဍဝင်ကစားသမားတွေရောအကုန်လုံးကသူ့ကိုဝိုင်းပြီးတော့ဝေဖန်နေကြတယ်။ဒါတွေကိုရက်တံပေးပါလို့တောင်းဆိုထားတာမျိုးကိုတော့ကျွန်တော်ဒါတွေ့ရတယ်။ transfer ဦးမအနေနဲ့ကျွန်တော်တို့ကလပ်အသင်းကဘုံမောက်အသင်းရဲ့ကွင်းလယ်လူ Alex Scott ကိုပွဲစဉ်တိုင်းမှာအသေးစိတ်စောင့်ကြည့်နေတယ်ဆိုပြီးတော့ကျွန်တော်တို့ကသိထားရတယ်ဗျဒီကစားသမားကအင်္ဂလန်လက်ရွေးစင်ကစားသမားဖြစ်ပြီးတော့လက်ရှိအချိန်မှာသူ့ရဲ့အသက်က22နှစ်ပဲရှိသေးတယ်သူ့ကိုပြီးခဲ့တဲ့2023မှာ ဘုံမောက်အတင်းကဒါပေါင်24တန်ဝင်းကျင်လောက်နဲ့ခေါ်ထားတယ်အဲသို့တော်လည်းအခုအချိန်မှာဒီကစားသမားကိုပြန်ရောင်းမယ်ဆိုရင်တော့ပေါင်တန်90 black at on ဆိုတဲ့ပုံစံမျိုးအလိုရှိနေတယ်ဆိုပြီးတော့သတင်းတွေအရကျွန်တော်ဒါသိရတယ်လာဒဝဲဒီအန်ဒါဆန်နဲ့ပတ်သက်ပြီးတော့မူလာကဒီနော်ဒီယန်ဖော်ရဲ့အသင်းအနေနဲ့ရောင်းမယ်ဆိုရင်ဒီကစားသမားခြေကနေတန်80လောက်ပဲမျှော်လင့်နိုင်တယ်လို့သတင်းတွေကျွန်တော်တို့ဒါသိထားရပါပဲလေအခုလက်ရှိနောက်ဆုံး ဒီသတင်းတွေမှာတော့ Nordian Forest အနေနဲ့ဒီကစားသမားကိုပေါင်တန်း130တို့မဟုတ်120ဝန်းကျင်လောက်အထိတောင်းဆိုနေရဆိုပြီးတော့သတင်းတွေစပြီးတော့တွေ့လာရတဲ့အနေအထားမျိုးဖြစ်ပါတယ်။ကလပ်အသင်းကနေအငှားချထားတဲ့ကစားသမားနှစ်ယောက်ဖြစ်တဲ့ဒီ Marcus Rashford နဲ့ Jadon Sancho တို့ရဲ့သတင်းနဲ့ပတ်သက်ပြီးတော့ Rashford ကအခုအချိန်တွေမှာဒီ Barcelona အသင်းနဲ့အတူခြေစွမ်းပြနေသည့်တိုင်အောင် Barcelona အသင်းကအပြီးသက်ခေါ်ယူဖို့အတွက်ဆိုရင်တော့ Rashford ရဲ့တပတ်လောက်က ပေါင်3သိန်းဝင်းကျင်ကိုပေးချေဖို့အစီအစဉ်မရှိဘူးလို့ကျွန်တော်တို့ဒါသိရပါဗျ။အကယ်၍ Refo အနေနဲ့သူတို့အသင်းမှာဆက်ပြီးတော့ရှိကျင်တယ်ဆိုရင်တော့ဒီဘာစီလိုနာအသင်းဘက်ကသူ့ကိုတပတ်လောက်ခပေါင်3သိန်းထက်ပိုပြီးတော့ပေးမှာမဟုတ်ဘူးလို့ပြောထားတယ်။ဒါက Refo ရဲ့ရွေးချယ်ပိုင်ခွင့်ဖြစ်တယ်လို့ကျွန်တော်ကတော့မြင်တယ်။ Refo ကလုံခဲ့တဲ့ကာလဒီမှာကလတ်တင်းမှာမရှိမဖြစ်လိုအပ်တဲ့ကစားသမားတယောက်ဖြစ်ခဲ့တဲ့ဆိုပေမဲ့လည်းဒါကလတ်တင်းကနေအငားနဲ့ထွက်သွားတဲ့နောက်ပိုင်းမှာတော့သူ့အတွက် ကျွန်တော် United အသင်းမှာနေရာမရှိတော့ဘူးဆိုတော့ခံစားချက်ကကျွန်တော်တို့ပိတ်သက်တွေအားလုံးလည်းသိသလိုသူလည်းပဲတိမယ်လို့ကျွန်တော်ခံစားရတယ်ဒီတော့ Rafa အနေနဲ့ဘယ်လိုဆုံးဖြတ်ချက်ချမလဲသူအနေနဲ့လောက်ခလာတာရှော့ပြီးတော့ Barcelona အသင်းမှာပဲဆက်နေသွားမလားနောက်ထပ်တယောက်ဖြစ်တဲ့ Jadon Sancho နဲ့ပတ်သက်ပြီးတော့လက်ရှိ Jadon Sancho ကိုကျွန်တော်ကလပ်အသင်းကလာမဲ့ နွေရာသီမှာဒီဂျေလန်ဆန်ချိုနဲ့အချုပ်ဆိုထားတဲ့အစာချုပ်ကတက်တန်းအကုန်မှဖြစ်တယ်။သို့တော့ကျွန်တော်တို့ထုံးစံအတိုင်းပဲတစ်နှစ်ထပ်တိုးလို့ရတဲ့ option ရှိနေသည့်တိုင်အောင်ကလပ်တင်းဘက်ကဒီကစားသမားကိုအလွတ်နဲ့ပဲလက်လွတ်လိုက်နိုင်တယ်လို့ဒီဖာဘီဇီယိုကပြောထားတယ်ကျွန်တော်တို့ကတွေ့ရတယ်။အဲဒီသတင်းနဲ့ပတ်သက်ပြီးတော့ကစားသမားဖြစ်သူဘက်ကရောကလပ်အသင်းဘက်ကရောဒီတိကျတဲ့သတင်းအနေအထားမျိုးထုတ်ပြန်ထားတာမျိုးမရှိသေးဘူး။သို့ပေမဲ့လည်းဒီသတင်းကဒီဖာဘီဇီယိုလို့ ီပုံကူမျိုးကပြောထားတာဖြစ်တဲ့အတွက်တကယ်ကိုဖြစ်လာနိုင်တဲ့အခြေအနေမျိုးဖြစ်တဲ့ United အသင်းခေါ်ခဲ့တဲ့ကစားသမားတွေထဲမှာတကယ်ကိုအသင်းအတွက်ဒုက္ခအများကြီးပေးသွားတဲ့ဂျီရန်ဆန်ချိုလို့လည်းပြောလို့ရတယ်ကျွန်တော်တို့ဒီပေါင်85တန်းဝန်းကျင်လောက်အထိပေးခဲ့ရတယ်အသူစီကလည်းကျွန်တော်တို့ဘာမှမျက်မျက်ဆက်သားမျှော်လင့်လို့မရခဲ့ဘူးဟိုကလပ်အသင်းတွေကိုအငှားချတဲ့အခါမှာလည်းဒီဟိုငှားတဲ့ကလပ်အသင်းတွေကလောက်ခလာစာကိုအပြည့်အဝမပေးချေခြင်းတဲ့အတွက် ျွန်တော်တို့အတင်းကပဲဒီအခြေခံဆန်ချိုရဲ့တပတ်လောက်ခပေါင်3သိန်းဝန်းကျင်ကိုမျှပြီးတော့အခံရတဲ့အနေအထားမျိုးတွေရှိတယ်ဗျဒီလိုမျိုးဟိုကလပ်အသင်းအတွက်ဆိုင်းကုံမြေလေးဖြစ်နေတဲ့ကစားသမားကိုဒီအလုံးနဲ့အထောက်အကူပေးမယ်ဆိုတော့ကလည်းထူးဆန်းတဲ့သတင်းတစ်ပုဒ်တော့မဟုတ်ပါဘူးဒီနေ့အတွက်ဒီသတင်းကတော့ဒီလောက်ပဲပေါ့နော်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်ဆုံတွေ့ကြတာပေါ့ဗျာကြည့်ရှုအပ်ကြတဲ့ညီကိုတွေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ